ကျွန်တော်ဒီကတောင်ငံဒုညမှုပါခင်ဗျာဦးရဲမခန့်ပါကျွန်တော်တို့စီမှာတော့ဝန်တိုင်းရတော့60လောက်ရှိပါတယ်အိမ်တော်စုတွေကတော့အခုရောက်လာတာကျွန်တော်တို့စီမှာ200ကျော်300နီးနီးပေါ့ခက်ခဲရတော့သူတို့အိမ်နေဆုံခွာလာတော့နေထိုင်ရေးပေါ့နော်အဓိကတော့နေထိုင်ရေးအဆင်ပြေမှာပဲအဲသူတို့ကြံတဲ့လုပ်ငန်းတောင်လေးတွေပြန်ထမ်းဆောင်လို့ရမှာပေါ့နော်ကျွန်တော်တို့ကတော့အိမ်ဆောင်နေအဓိကတော့ဝန်ကြီးဌာနတွေပေါ့နော်ဝန်ကြီးဌာနတွေညွှန်ကြားချက်အရကျွန်တော်တို့စီမံပေးပါတယ်ခင်ဗျအဲဝမ်းလာပါတယ် အဲကျွန်တော်ကြည်လေးကြည်နူးမိပါတယ်အားလုံးအခက်ခဲဖြစ်နေတာဆိုတော့ဒီလိုမျိုးလာရောက်လှူဒန်းပေးတာသူတို့အတွက်တနက်ဆိုလဲတနက်အဆင်ပြေသွားတာပေါ့ခင်ဗျဟုတ်ကျွန်တော်တို့ရွာမှာငင်ရောက်ပြစ်ပြီးခဲ့တာကတော့အင်မတန်မှလည်းဝမ်းနေကြလဲကောင်းပါတယ်နော်စိတ်လည်းဘလို့မှလည်းဖြည့်ပြောလို့မရပါဘူးအင်မတန်မှလည်းတုံလုံးချောက်ချားပုံပါတယ်ပြစ်ပြီးရဆိုရင်လည်းတော်တော်လေးလဲဟာဖီယိုပြဲပြစ်ပြီးတာလည်းရှိပါတယ်အင်ရေက165နဲ့5အင်လူဦးရေကတော့၄၄၅၀ရှိပါတယ် ဒီငရင်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့လိုအပ်ချက်တွေကတော့အများကြီးပါပဲပြောမယ်ဆိုရင်တော့ဟလာရေစတာဥပဒမနံပါတ်1တော့ရေပေါ့အဲရေကနေပြီးတော့နောက်တကနေကြထိုင်ကြလေးတွေဒီနောက်ပိုင်းမှာတော့ဒီစားကြတောက်ကြလေးလေအားလုံးလိုအပ်တာလေးတော့ဖြည့်ဆည်းပေးပါလေလာကြပါလေပြူကြပါလေပထမတစ်ချိန်နဲ့ဒီဖြစ်တဲ့မိသားစုပုံကြီးကပထမနဲ့လာလူတော့ပါပြီဒုတိယအချိန်နဲ့အခုတို့လာရောက်ပြီးတော့လာရောက်လူတန်းတဲ့အတွက်အားလုံးပဲလုပ်ငန်းကိန်းကန်းလေးလည်းအောင်မြင်ကြပါစေစိတ်ချမ်းသာခြင်းကိုယ်ကြီးကြမှာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ အဲ့တက်ရှိကြမှာစိတ်ချမ်းသာလူရဆန္ဒလည်းပြည့်ကြပါစေအားလုံးလုပ်ငန်းကိန်းဟန်နေတဲ့စတဲ့တို့တိုးတက်ပြီးတော့ဒီနေ့နှစ်သစ်မင်္ဂလာမှာစိတ်သစ်လူသစ်ဘဝသစ်တည်ထောင်ပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းနိုင်ကြပါစေလို့တရားလုံးတွေထူထောင်ပြပါရစေကျွန်တော်ကဒီ40ကိုအိမ်အိမ်ပြုစင်းတောင်းယူထားပါတယ်ခင်ဗျာကော်မတီဝင်တယောက်ပါခင်ဗျာပြောင်းပြိုင်ရှိရမှာတကယ်ပြည့်စည်ဆုံးရှုံးတော့ပထမဖြစ်တာ28ရက်ဒါလိုက်ပြသွားတယ်ခင်ဗျာနောက်ပိုင်းငလင်လေးက လှုပ်ပါလှုပ်ပါများတော့လုံးဝမနေရတဲ့ဖြစ်ရမယ့်အိမ်ကကိုယ်လက်ထက်ရော49ခုဖြစ်သွားတယ်ခင်ဗျာနောက်ပိုင်းအလူရှင်တွေလာပါများတော့ရေတန်းတွေပါလာတယ်စီတွေပါတယ်စံတွေပါလာတယ်စားစရာအတွက်ကတော့ပြည်သူတို့ဖြစ်သွားတာခင်ဗျာနောက်ပြီးအဓိကလိုအပ်တာတော့ကျွန်တော်ဒီမကလင်ပြူသွားတဲ့နေရာမှာမြေကအနေထားလုံးဝမကောင်းတော့ခင်ဗျာမြေပဲလူရှင်တော့ပဲခင်ဗျာအဲ့အဓိကနေရာဖြစ်နေရခင်ဗျာခုလိုရှင်တန်းရင်ကုမ္ပဏီစကန်တဲ့ကုမ္ပဏီကိုလည်းကျေးဇူးတင်ပါတယ်ကြာခုလိုလာရောက်လူလာတဲ့ ဟိုအကြီးကြီးသူဒီအောင်ဆောင်မှုကြီးတဲ့လူတွေရဲ့တော့ပြောင်းပတ်မိုးမိတဲ့လူတွေရောအလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ